မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကက်ရှင်မြင်းနေရဲ့ဒုတိယမြို့တော့ဗမော်မြို့သိမ်းတိုက်ပွဲကို KIA နဲ့တော်လိုင်းပူးပေါင်းတပ်များကဆင်နွှဲနေတာဟာတနှစ်ပြည့်ပြီဖြစ်ပြီးတော့ယနေ့အချိန်ထိဗမော်မြို့အပါအဝင်ကက်ရှင်ပြည်နယ်အတွင်းမှာရှိတဲ့တိုက်ပွဲများနေရာအနှံ့ဖြစ်ပွားနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့နှစ်2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှာ KIA နဲ့တော်လိုင်းပူးပေါင်းတပ်များကဗမာမြို့မှာရှိတဲ့စစ်ခွေးတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့တပ်စခန်းအများပြားကိုလည်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကယနေ့အချိန်ထိဗမာမြို့မှာရှိနေတဲ့ကျန်နေသေးတဲ့စစ်ခွေးစခန်းများကိုလည်းပိတ်ဆို့တိုက်ခိုက်မှုများပြုလုပ်လျက်ရှိတယ်လို့သိရပါတယ် အဲ့ဒီဗမော်မျိုးသိန်းတိုက်ပွဲစတင်တဲ့နေ့မှာပဲဗမော်မျိုးမှာရှိတဲ့ခလာရ40ခွန်ရဲ့ကာကင်းစခန်းများဖြစ်တဲ့ဖန်သာကုန်းတပ်စခန်းနဲ့ညောင်မင်းသားတပ်စခန်းတို့အပါအဝင်နေရ10ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဗမော်မျိုးရဲ့စီးရေးအရာရေးပါတဲ့တပ်စခန်းနေရာအများစုကို KI နဲ့တော်လိုင်းပူးပေါင်းတပ်များကသိမ်းပိုက်ထားနိုင်ပြီးတော့သိမ်းပိုက်ရန်ကြာရှိနေတဲ့ခလာရ40ခွန်တပ်စခန်းကြီးနဲ့အနီးပတ်ဝန်းကျင်နေရာတချို့မှာသာစစ်ခွေးတပ်များတပ်ဆွဲနေရပြီးတော့အဲ့ဒီနေရာတချို့မှာ နဖတ်တံများတွေးခတ်မှုများမကြာခဏဖြစ်ပွားလေရှိတယ်လို့သိရပါတယ်။ရွှေရန်သတင်းရင်းမြစ်များရဲ့ပြောပြချက်အရ ဗမော်တက်ကတော့နန့်ဖာတာမိုင်းလုံးသုံးမိုင်းဖန်ကားကုန်းနဲ့မြို့သစ်စတဲ့နေရာများမှာနှစ်ဖက်တပ်များထိပ်တွေ့တိုက်ပွဲများနေစဉ်ဖြစ်ပွားလျက်ရှိပြီးတော့နှစ်ဖက်တပ်ဘက်ကစုတ်ခွာလိုက်သိမ်းပိုက်လိုက်ဖြစ်နေကြတယ်လို့သိရပါဗျ။စစ်ခွေးတပ်ဘက်ကလည်းဗမော်မြို့ဝကြဆုံရေးအတွာကုန်းချောင်းလေချောင်းနဲ့ရေချောင်းစတဲ့ပြစ်ကူအမြောက်အများကိုအသုံးပြုပြီးတော့ကာကွယ်နေရပြီးရေချောင်းကရောက်ရှိလာတဲ့စစ်မှုထမ်းတပ်သားတွေများနဲ့အခြားထောက်ဖို့အကူအညီများကိုအသုံးပြုပြီးတော့အပြင်းထန်ကာကွယ်နေတယ်လို့သိရပါဗျ။ KIA ကဗမော်မှာရေချောင်းနဲ့စစ်ကူရောက်လာတဲ့စစ် သင်းမောင်းများကိုကြားဖြတ်တိုက်ခတ်မှုများလေကြောင်းနဲ့စစ်ကူလာရောက်ချပေးတဲ့စစ်ရဟတ်ယင်များကို drone နဲ့တိုက်ခတ်မှုများအပြင်မြေပြင်တိုက်ခတ်မှုများကိုလည်းတိုက်ပွဲစတင်တဲ့နေ့ကစပြီးတော့တောက်လျှောက်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဖားကန်ဒေတာမှာစစ်ခွေးတပ်ဘက်ကစစ်ရင်အားဖြစ်တင်းလာခဲ့ပြီးတော့မကြာခဏ KIA ဘူးပေါင်းတပ်ဖွဲ့များနဲ့ဖိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း စစ်ခွေးစစ်ကြောင်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့များက drone နဲ့တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ခွေးတွေဘက်ကသွေးယူသွေးတန်းနဲ့လက်နက်ကြီးများနဲ့ရန်သားပစ်ခတ်ခဲ့ကြောင်းဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။ဝိုင်းမော်မြို့နယ်အတွင်းစစ်ခွေးတပ်ရဲ့တပ်စခန်းကို KIA ပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင်းထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီးတော့စစ်ခွေးတွေဘက်က drone တိုက်ခတ်မှုများလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ စစ်ခွေးတပ်နဲ့ခေါင်လံဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်များကလမ်းဆယ်ဒေသကိုထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် KIA ပူးပေါင်းတပ်များနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးစစ်တုံးမှန်းများနဲ့စစ်လက်နက်ပစ္စည်းများကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေဘက်ကလည်းကချင်ပြည်နယ်နေရာအနက်မှာတိုက်ပွဲဖြစ်ပွားနေတဲ့နေရာများကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့တဲ့အပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာများကိုလည်း ဘုံကျဲမှုများပြုလုပ်နေတဲ့အတွက်ကြောင့်အပြစ်မဲ့ပြည်သူများလေရင်ဘုံထိမှန်ကတေဆုံးခဲ့ရတယ်လို့သိရပါတယ်။မမော်မျိုးသိတိုက်ပွဲတစ်နှစ်ပြည့်ပြီတဲ့နောက်မှာလဲ KIA KPDF နဲ့အခြားတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကမမော်မျိုးအပြင်ကချင်ပြည်နယ်မှာရှိတဲ့စစ်ကော်မရှင်တပ်ဆက်ခန်းများနဲ့စစ်ကြောင်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်အာဏာရှင်စနစ်ခြုံငိမ့်ရေးကိုဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ဖားပုံခဲအိုင်မှာနိုဗမ်ဘာလအတွင်းတိုက်ပွဲပေါင်း104ကြိမ်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတွေဘက်ကအရာရှိများအပါအဝင်16ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဗမ်ဘာလ1ရက်နေ့ကနေ30ရက်နေ့အထိ KNU ဖားပုံခဲရန်တမဟာ9နေမြေအတွင်းအကြမ်းဖက်စစ်ခွေးတပ်နဲ့တော်လိုင်းတပ်ဖွဲ့များ တိုက်ပွဲပေါင်း104ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိပ်တွေ့တိုက်ပွဲများအတွင် အကြမ်းဖက်ဆစ်ခွေးတွေဘက်က16ဦးသေဆုံးလာ105ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သေဆုံးသူတွေထဲမှာအရာရှိများ ပါဝင်ကထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာဗိုလ်ကြီးတဦးအပါအဝင်အရာရှိများလည်းပါဝင်တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်ဆစ်ခွေးတွေဟာဖားပေါင်းခရိုင်အတွင်းမှာရှိတဲ့ပြည်သူများနေထိုင်တဲ့ခြေရွာများကို drone နဲ့ခွန်းတဲ့ကြိမ်၊ Lion Jet Fighter နဲ့15ကြိမ် 120မမလက်နက်ကြီးများနဲ့23ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။အလားတူပဲအော်တိုဘာလဘိုင်းကလည်းဖားပုံခရိုင်အတွင်းအကြမ်းဖက်စစ်ကွေးတပ်နဲ့ KNL ပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲပေါင်း120ချိန်ဖြစ်ပွားကစစ်ခွေးတပ်ကတရင်မုတ်တုံးနဲ့ဗိုလ်ကြီးတအုပ်အပါအဝင်34ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ88ဦးထိရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲများအတွင် အကြမ်းမစစ်ခွေးတက်ရဲ့ဌာနဆိုင်ရာအဆောက်အုံတလုံးကိုလည်းဖျက်ဆီးနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြဖတ်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းရဲ့လမ်းကြောင်းရှိတာကြောင့်လုံခြုံရေးတွေတင်းကျပ်ထားတဲ့မန္တလေးမြို့နယ်ဈေးရှူမှာတပိတ်ကောင်းဆောင်ဒေါက်တာဒေစာဆန်းနဲ့တပိတ်အဖွဲ့ဝင်တွေအတူရောက်ရွေးကောက်ပွဲကိုစတင်ကြောင်းစာနာပြခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ3ရက်နေ့မနက်အစောပိုင်းမှာစာနာပြခဲ့တာဖြစ်ပြီးတော့ဒေါက်တာဒေစာဆန်းနဲ့အတူကိုနန်းလင်းရန်ကုန်ကိုခန့်ဝေဖြိုးစကိုင်းနဲ့မြို့နေလူလူတွေပါဝင်ခဲ့တယ်လို့သိရပါဗါတယ်။ အကြမ်းဖက်စစ်ခွေးခေါင်းဆောင်နဲ့အပေါင်းပါတွေပြင်းဝင်နဲ့မန္တလေးဘက်ကိုရောက်ရှိနေတဲ့အချိန် အခုလိုလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ငုံမခန့်နဲ့တုတ်ပြန်ကြပြည်သူသားအဓိကဟဲ့ဆိုပြီးတော့ကိုတေစာဆန်းကဟဲ့ကျွေးခဲ့ပါတယ်ကိုတေစာဆန်းကကျွန်တော်တို့တွေအားလုံးအာနာရှင်စနစ်တိုက်ဖြတ် ရေးအတွက်ချွေးဆောင်မှာပုံမှုပြီးတော့တန်မာကြမယ်ပို့ပြီးတော့စီးရုံကြမယ်ပို့ပြီးတော့အလုံးလုံးကြမယ်လို့လဲသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားဖော်ပြထားပါတယ်အထမဖန်းစီအချင်းချခံထားရတယ်လူလူကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သမနာဦးဝင်းမြင့်လို့နဲ့တကွာနိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချမရှိအမြန်လုံးပြတ်လွတ်ပေးရင်းနဲ့စစ်ခွေးအုပ်စုက အခုအတင်းအဓမ္မပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာအတို့ရောက်ဖြစ်ုံသာမကခေါင်ချောက်ဖြစ်ကြောင်းလူလူတရလုံးပြက်ပြက်တတ်တာဆန့်ကျင်ကြောင်းပြောဆိုထားပါတယ်။ဒါအပြင်ဒီဇင်ဘာလ10ရက်နေ့မှာတနိုင်ငံလုံးအတိုက်အတာနဲ့အတန်တိတ်တပိတ်ကိုပြုလုပ်ကြဖို့လည်းနှိုးဆော်တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ဒေါက်တာဒေဇာဆန်းရဲ့ဆန္ဒပြပွဲမတန်ခင်ကလည်းမန္တလေးမြို့ပေါ်မှာအကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ရဲ့လမ်းကြောင်းအတွင်းရဲစစ်သားနဲ့ပြူစောထီတွေအပါအဝင်လက်ပတ်နီနဲ့စွာရရှင်တွေကိုပါ မြို့အနှံမှာလုံခြုံရေးယူခိုင်းထားတယ်လို့သိရပါဗျ။ဒီလိုမျိုးလုံခြုံရေးယူနေတဲ့ဂျားတွေကစာနာပြပွဲဖြစ်သွားတဲ့အပေါ်လဲစစ်ခွေးတွေကဒေါက်တာဒေဇာဆန်းနဲ့စာနာပြတဲ့သူတွေကိုဖမ်းဆီးနိုင်ဖို့အတွက်အသေးအတန်လိုက်လံရှာဖွေနေတယ်လို့ဒေသခံတွေကပြောပါဗျ။ဈေးထဲမှာစာကျဲသွားပြီးတဲ့နောက်ပိုင်းအသေးအတန်ကိုလိုက်ရှာနေကြတယ်။အရဝတ်တွေနဲ့ပါစောင့်နေကြတယ်။စာနာပြတဲ့အထက်မှာပါတဲ့သူတွေစိုင်းကယ်နံပါတ်တွေကနေလိုက်နေကြတယ်လို့ကျွန်တော်တို့ကြားတယ်။သူတို့ခမရွေးကောက်ပွဲအတုဖြစ်ဖို့အတော်လေးကိုရုန်းကန်နေရတာကိုအခုစာနာကောက်ပြသွားတော့မှပိုတင်းတာဗောလို့ Voice of Mandalay ကတာဝန်ရှိသူကပြောပြထားပါဗျ။တပိတ်ကောင်းဆောင်ကိုတေစာဆန်းနဲ့တပိတ်အဖွဲ့ဝင်တွေဟာစစ်ခွေးဌာနချုပ်ရှိရာမန္တလေးမြို့ပေါ်မှာမကြာခဏဆိုးသလိုစာနာပြမှုတွေကိုလှုပ်ဆောင်လေးရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းကန်ကြီးတောင်မြို့နယ်မှာကြန့်ခိုင်ရေးပါတီစီယုံရေးလှည့်လည်နေတဲ့အချိန်လက်သုံးချောင်းထောင်ပြတဲ့ကလေးငယ်ကိုစစ်ခွေးတပ်နဲ့အုပ်ချုပ်ရေးမှုရဲ့အမှားဖြစ်သူ ခင်မြတ်ကျော်တို့ကဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒါကလေးကြီးရောအုပ်စုမှာရှိတဲ့ကလေးငယ်ကိုပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ကဖမ်းဆီးခဲ့ကရိုက်နှက်နှိပ်စက်ခဲ့ပြီးတော့အခုဒီဇင်ဘာလအတွင်းမှာပြန်လွတ်ပေးလိုက်တယ်လို့သိရပါရတယ်။ကလေးကတော့ပြန်လွတ်လာပါပြီ။ပါးတွေကိုလည်းရိုက်တယ်၊ခြေထောက်နဲ့လည်းကန်တယ်ပြီးတော့ကြာဖို့နဲ့လည်းရိုက်တယ်လို့ပြောတယ်။ ဝိုင်းပြီးတော့တောင်းပန်လို့ပြန်လွတ်ပေးလိုက်တာလို့သိရပါတယ်။ကလေးကအသက်မပြည့်သေးတဲ့အပြင်ကျမကြီးကလည်းမကောင်းပါဘူးလို့ကံကြီးတော်မျိုးမှရှိတဲ့စိတ်ခွေးတက်တဲ့နေဆက်တဲ့ဒေသခံတအုပ်ကရှင်းပြထားပါတယ်။လက်သုံးချောင်းထောင်ပြတဲ့ကလေးငယ်ဟာအသက်16နှစ်အရွယ်သာရှိပြီးတော့အသက်မပြည့်သေးတဲ့အပြင်စိတ်ကျမကြီးမကောင်းတဲ့သူတအုပ်လည်းဖြစ်တယ်လို့ဒေသခံတွေကဝိုင်းဝန်းပြောဆိုထားပါတယ်။အသက်မပြည့်သေးတဲ့ကလေးငယ်ကိုဖမ်းဆီးရိုက်နှက်ခိုင်းတဲ့အုပ်ချုပ်ရင်းမှုရဲ့အမဖြစ်သူ ခင်မြတ်ကျော်ဟာစံဖော့ပါတီဝင်ဖြစ်ပြီးတော့ကြေးဝအောက်စုအတွင်းမဲလာမထဲတဲ့နေအိမ်တိုင်းကိုလည်းစစ်ခွေးတွေခေါ်ပြီးတော့ဖမ်းဆီးခိုင်းမယ်ဆိုပြီးချိန်ချောင်းတဲ့ရှိတယ်လို့ဒေသခံများကပြောပါတယ်။ဒါအပြင်စစ်ခွေးတွေကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပါဝင်ကူညီရေးနဲ့မဲထက်ရန် AR Data 26မြို့နယ်မှာရှိတဲ့ဒေသခံပြည်သူများကိုအုတ်ကြီးနဲ့အဖွဲ့များ၊ကြံခါရေးပါတီဝင်များ၊ပြူစောထင်းများ၊စစ်ခွေးတပ်များစတဲ့အောက်တန်းစားများကစီယုံလုံစော်လျက်ရှိတယ်လို့စုံစမ်းသိရှိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနက်တလင်းမြို့နယ်မှာအကြမ်းဖက်စစ်ခွေတပ်ကလေးဖြတ်ထားသူဥညင်ကြီးကိုစစ်ပြောင်ကြအင်းကြီးဝတ်တယ်ဆိုပြီးတော့ပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇမလာ၂ရက်နေ့မှာနက်တလင်းမြို့နယ်မုတ်တူရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ခွေတပ်ကကျေးရွာအတွင်းမှာနေထိုင်တဲ့အသက်၄၆နှစ်အရွယ် ဥညင်ညီကိုပျောက်ကြားအင်းကြီးဝတ်တယ်ဆိုပြီးတော့ပြစ်တက်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတက်ကပြစ်တက်ခဲ့တဲ့ဥညင်ညီဟာလေးဖြတ်ထားသူဖြစ်ပြီးတော့စေယောကလည်းခန်းစားနေရတာဇနီးနဲ့ကလေးတူရှိတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာစစ်ခွေးစစ်ကြောင်းကငုတ်တူရွာဖုန်ကြီးကျောင်းထဲမှာတက်ဆွဲထားပြီးတော့ဖမ်းဆီးတပ်ဖြတ်ခံရသူများလည်းရှိသေးတယ်လို့သိရပါတယ်။ဒီဇင်ဘာလ၂ရက်နေ့ကငုတ်တူရွာကိုစစ်ခွေးတွေကအင်အားအလုံးရင်းနဲ့ဝင်ရောက်လာပြီးတော့ဥညင်ညီကိုပြစ်တက်ခဲ့တာပါ။ ။ဦးညီညီကလေဖြတ်ထားသူတယောက်ပါ။နောက်ပြီးတော့သူကစိတ်လဲမမှန်ပါဘူး။စိတ်ခွေးတွေကသူ့ကိုပျောက်ကြားအင်းကြီးဝတ်ထားတယ်ဆိုပြီးတော့ပြက်တက်သွားတယ်လို့သိရပါရဲ့။မုတ်တော်ရဖုန်ကြီးကြောင်းထဲမှာစေခွေးတွေကတက်ဆွဲထားတော့မယ်အသက်ခံရတဲ့သူတွေလည်းရှိသေးတယ်လို့ဒေတာကန်ပြည်သူတို့ကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းချင်တာလေးတခုကတော့နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက် ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါစေခင်ဗျာ။မြေပြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုအစီအမဲတန်းကူညီပေးနေတဲ့ Channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ Subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါစေခင်ဗျာ။ကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel Official ဒီ Channel တစ်ခုပဲရှိပါတယ်။ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ ပေါလုတ်ပဲစားမဟုတ်မမှန်သတင်းများကိုတင်နေတယ်။ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များမွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးမဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမှုများပြလာတဲ့အတွက်အတူပါသတိပြုပြီးတော့အားပေးစေချင်ပါတယ်ခင်ဗျာနေ့စဉ်နဲ့အမြအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကမာရွတ်မြို့နယ်လဲရန်ဘူရာအနီးမှာမနေ့က၄ရက်နေ့နေ့လယ်၁၂နာရီခွဲဝန်းကျင်အချိန်မှာအကြမ်းဖက်ဆစ်ခွေလောက်ခံများကလူငယ်အမျိုးသား၆ဦးနဲ့အမျိုးသမီးတဦးတို့ကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က၄ရက်နေ့နေ့လယ်၁၂ခွဲအချိန်မှာကမာရွတ်မြို့နယ်လဲရန်ဘူရာမှာအသက်၁၈ဝန်းကျင်ကြား၆ဦးမတဦးတို့ကို နနတော်ဂုံအောင်မှာပလုံကောက်ချင်းနဲ့ရဲတရင်ပေးဒလန်လုတ်ချင်းနဲ့ကျင်လည်နေတဲ့တရင်ပေးကရင်ဆိုတဲ့သူရဲ့တရင်ပေးမှုနဲ့အဖမ်းခံလိုက်ရတယ်လို့သိရပါတယ်ဖမ်းနဲ့ရဲစည်းလာတဲ့စိုက်ကယ်နံပါတ်ဟာ87ရပ်ပလတ်2000ဖြစ်တယ်လို့သိရပါတယ်အဲ့ဒီခုနှစ်ယောက်ထဲကမှမာတဦးကိုပြန်လွတ်ပေးလိုက်ပြီးတော့ကျန်တဲ့ယောက်ျားလေး6ဦးကိုစခန်းကိုရှင်းနောက်တန်းစီလမ်းလျှောက်ခိုင်းပြီးတော့ခေါ်သွားတယ်လို့သိရပါတယ်အဲ့ဒီဖမ်းခံရသူများကိုစောင့်ကြောက်ထိုင်ခိုင်းပြီးတော့ဆဲဆိုပြီး ဓာတ်ပုံရိုက်ပြီးတော့မှစခန်းကိုခေါ်သွားခြင်းဖြစ်တယ်လို့ပြောပြထားကြအောင်ပဒင်းရရှိပါတယ်ခင်ဗျောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ